ဝင်ဆောင်လာပြီဆိုရင်တော့ပေါ့နော်အဓိကကတော့ပြောမယ်ဆိုရင်တော့ဒါ chemical များတဲ့ပစ္စည်းတွေပေါ့နော်အဓိက short သုံးပြီးဖို့တော့အရေးကြီးပါတယ်အဲ့တော့ပေါ့နော်ဥမာဆိုလို့ရှိရင်ပေါ့နော်အမောင် cleanser စ cleanser တွေပေါ့နော်အမောင် cleanser တွေသုံးနေဆိုလို့ရှိရင်လည်းပေါ့နော်အဲ့တော့ကိုသုံးမဲ့ cleanser က chemical တွေပေါ့နော်ဘယ်လောက်များသလဲဒါမှမဟုတ်လို့ရှိရင်တော့ဟိုပေါ့တဘာဝထုတ်ကုန်ပေါ့နော် organic ပစ္စည်းတွေနဲ့ပဲလုပ်သလားဆိုတဲ့ဒီ foam တွေပေါ့နော် cleansing ပေါ့လေအဓိကကတော့ဒါကျမတို့အမျိုးသမီးတွေမှာဆိုသုံးနေဆိုရှင်အရင်ဆုံးကတော့ဒါ cleansing ကိုသုံးကြတာ င်းစင်ဖုန်းနေပဲဖြစ်ဖြစ်ပေါ့နော်ဥမောင်တိုနာတွေသုံးနာမှာပဲဖြစ်ဖြစ်ပေါ့အဲ့လိုတွေသုံးတဲ့ခါမှာတော့အဓိကတော့ဒီ chemical များတဲ့ပစ္စည်းတွေဆိုလို့ရှိရင်တော့အဓိကတော့ဒါ short ပေးဖို့ပေါ့နော်ဒါတွေအရေးကြီးပါတယ်အဲ့တော့နောက်တစ်ခုကတော့ပေါ့နော် short တဲ့ခါမှာလဲပေါ့နော်ဥမောင်ဆိုရင်ကျမတို့ကြီးလိုက်တဲ့ခါမှာဒီလို cleanser တွေကြီးမယ်နောက် moisturizer တွေပေါ့နော်အခုနောက်ပိုင်းမှာဆိုတော့ဒါ main ကလေးတော်တော်များများလေးသိတယ် moisturizer တွေကိုအများဆုံးသုံးကြတယ်ပေါ့အဲ့တော့ဒီ moisturizer တွေသုံးတဲ့ခါမှာဆိုလို့ရှိရင်လဲဥမောင် hyaluronic acid ပေါ့နော် hyaluronic acid ပါတဲ့ဥစ္စာမျိုး ုးဆိုလို့ရှိရင်တော့ဒါတုံးလို့ရပါတယ်လို့เนาะဒါကိုဝင်ဆောင်ဒီမှာတုံးလာပေါ့အဲ့တော့အဓိကကတော့ဗာလဲလဲဆိုလို့ရှိရင်တော့ဒီ chemical များတဲ့ဟာတွေကို short ပြီးဖို့ပါပဲနောက်တစ်ခုကတော့ဒီ sunscreen တွေပေါ့ sunscreen တွေကတော့ကျမတို့ဒါကတော့ကိုဝင်ဆောင်တဲ့အချိန်မှာဆိုရဲဖြစ်ဖြစ်အပြင်မှာသူတွေပဲဖြစ်ဖြစ်ပေါ့အ ਨੇ ဆုံး SPF ကတော့ဒါအာ30အထက်တွေပေါ့เนาะဥပမာဆိုရှင်ဒါလေးတွေတုံးကြအကယ်၍များเนาะကိုဝင်ဆောင်တဲ့အဲ့အချိန်မှာဆိုတော့ဒါကျမတို့က SPF အမောင်ဆိုရှင်ပုံမှန်အချိန်မှာ SPF 50လောက်တုံးနေဆိုတော့မှဒီမှာဆိုလို့ရှိရင်တော့အ ਨੇ ဆုံး30ကတော့ SPF 30အထက်ပေါ့နော်အဲ့တော့40 50ဒီလိုသုံးတဲ့ပစ္စည်းတွေမှာဆိုတော့ sunscreen အနေနဲ့ကတော့သုံးလို့ရပါတယ်နောက်ပြီးတော့မှ make up လိမ့်တာပေါ့နော် make up လိမ့်တဲ့အခါမှာလည်းအခုပြောသူလိုပါပဲတချို့ make up တွေမှာ solution တော့လေဒါအာပေါ့နော်ကြည့်လိုက်တဲ့အခါမှာဆိုအမောင် retinol တို့ retinoid တို့နော်ဒါလေးတွေအများကြီးပါသလားနော်ဒါလေးတွေကျမတို့ကြည့်ရမယ်နောက်ပြီးတော့မှ salicylic acid တွေအများကြီးပါသလားပေါ့နော်ဒါတွေ solution တော့အပေါ်မှာ2%တဲ့အထက်တွေ solution တော့ကိုသုံးတဲ့ပစ္စည်းတွေမှာဆိုဒါလေးတွေတော့ကျမတို့ short ပေးလိုက်ရမယ်ပေါ့နော် ဒါကြောင့်မလို့ခြုံပြီးတော့ပြောမယ်ဆိုရင်တော့ဥပမာဆိုရှင် skin care တွေပဲဆက်လုပ်လို့ရသလား cosmetic တွေသုံးလို့ရသလားရတယ်เนาะဒါပေမဲ့အတက်နိုင်ဆုံးတော့ဒီ chemical များတဲ့ဟာလေးတွေကိုကျမတို့ short မင်းနောက်ပြီးတော့မှ chemical နည်းတဲ့သဘာဝနဲ့လုပ်ထားတာမျိုးပေါ့เนาะဒါမျိုးလေးတွေဆိုလို့ရှင်တော့လေဒါသုံးလို့ရတယ်ပေါ့ဥပမာ aloe vera နဲ့လုပ်ထားတာမျိုးပေါ့เนาะဒါမျိုးလေးတွေနောက်ပြီးတော့မှ tamarind ဆိုရှင်ဒါပေါ့ဥပမာဆိုရှင်ပြောမယ်ဆိုဆက်နွင်းနေပါတာတို့မကြီးသီးတွေပါတာတို့เนาะဒါမျိုးလေးတွေနဲ့တချို့ကြတော့သဘာဝအကုန်လေးလည်းရှိပါတယ်เนาะဒါလေးမျိုးလေးတွေ ီဆိုသုံးကြတယ်ဟိုအရင်တော့ကတော့ကျမတို့နိုင်ငံမှာကတော့ဒါတနခါပေါ့နော်တနခါဆိုတော့ဒါဦးစားပေးပြီးတော့မှလိမ့်ကြတာဆိုတော့ဒါရေချိုးပြီးပြီးဆိုလို့ရှိရင်တော့ဒါတနခါတွေကတော့လိမ့်ကြတယ်ပေါ့နော်ကိုဝန်ဆောင်နေကာလတွေကလည်းညာတော့အဖြစ်ကတော့ဒါငယ်တယ်ဆိုတော့ဒါတနခါလိမ့်နေဆိုလို့ရှိရင်တော့ဒါပြဿနာမရှိဘူးပေါ့ဒါပေမဲ့နည်းနည်းလေးအသက်အရွယ်ဒီ30ကျော်သွားပြီဆိုလို့ရှိရင်တော့ဒါတနခါသုံးတာတည်းကျမတို့ကဒီနောက်ပိုင်းမှာဒီ skin care တွေပေါ့နော်ဒီ cosmetic တွေဆိုသုံးတာပိုများတယ်အဲ့လိုသုံးတဲ့သူတွေမှလည်းအခုပြောသလိုပါပဲတတ်နိုင်ဆုံးတော့ကျမတို့ဒီပြောတဲ့ retinol တို့ retinol င်းဝိုက်တို့နော်နောက်ပြီးတော့မှဆယ်လီဆယ်လစ်အက်ဆစ်များတာမျိုးလို့နော်ဟောနောက်ပြီးတော့မှဒီကက်မီကယ်များတာမျိုးတွေကတော့ကိုသုံးတဲ့ပစ္စည်းပေါ်မှာမူတည်ပြီးတော့မှညော့နေနေတယ်ဆိုလို့ရှိရင်တော့ဒါအကောင်းဆုံးပဲပေါ့နော်ဒါကြောင့်မလို့ဒါလေးတွေတော့စစ်စစ် ပြီးတော့မှသုံးပေါ့ကေကုစိတ်ထဲမှာတန်တရားတစ်ခုခုရှိခဲ့တယ်ဆိုလို့ရှိရင်တော့ကိုနဲ့ပြနေကြဖြစ်တဲ့ဥမာဆိုလို့ရှိရင်တော့ OG ပေါ့နော်တာဖာမီယာဆရာဝန်ကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းအရေးပြဆရာဝန်ပဲဖြစ်ဖြစ်ပေါ့ဒါမေးကြည့်လို့တော့ရပါတယ်ရှင်